ကျွန်တော်ရောက်ရှိနေတာကတော့ဒီမောင်တော်မြို့နယ်မြောက်ပိုင်းမှာဒီမနေ့ကဒီမွတ်စလင်ကျန်ဖက်လက်နက်ကိုင်အဖွဲ့ကနေပြီးတော့မှဒီနွားចောင်းနေတဲ့ဒီအရက်သားပြည်သူလူအုပ်ကိုတက်ဖြတ်ပြီးတော့ဒီတေဆုံးပြီးတော့ဗောလေအခုဒီနာရဲကိုရောက်ရှိနေတာဖြစ်ပါတယ်တေဆုံးသွားတဲ့သူဟာအသက်63နှစ်အရွယ်ဥွှေသိန်းဖြစ်ပါတယ်အာသူဟာဒီမနေ့ကဒီနွားចောင်းဖို့ သွားတဲ့အချိန်မှာပေါ့လေဒီမွတ်စလင်အကြက်ဘက်လက်နက်ကအဖွဲ့တွေကနေပြီးတော့မှတက်ပြက်ခဲ့တာပါဆိုတော့မနေ့ကသူမနေ့9နာရီလောက်မှနေပြီးတော့မှဒီနွားအကြောင်းပေါ်သွားတာပေါ့လေဆိုတော့ဒီ10နာရီလောက်မှတနက်ပြက်တန်တစ်ချက်ကြားလိုက်တယ်လို့ပြောပါတယ်ဆိုတော့ဒီမိသားစုတွေကလည်းဟိုပြောမယ်ဆိုရင်ဒီနွားအကြောင်းလေဟိုတနေ့လုံးနွားနွားအကြောင်းလေပြီးရင်ညဘက်မှဟိုပြန်လာကြတာပေါ့လေဆိုတော့ညဘက်ပြန်မြောက်တဲ့အချိန်မှာဒီမိသားစုတွေကနေပြီးတော့မှဟိုသွားပြီးတော့ရှာတယ်ပြီးရွာသားတွေကလည်းဒီသွားပြီးတော့ရှာတဲ့အချိန်မှာဒီဂျော်နဲ့တမိုင်ဂျော် ဝေးတဲ့ဒီနေရာတစ်ခုမှာပေါ့လေဒီမွတ်စလင်အကြံပဲလက်နဲ့ကိုက်အဖွဲ့တကသူ့ကိုဒီလေဘင်းတွေကိုဓာတ်နဲ့လှိတာတွေပြီးရင်ဒီဘိတ်မှာတော့ဒီကြည်တန်တစ်ချက်တွေဓာတ်ထုတ်တန်တွေနဲ့ဒီပြတော့မှာဟိုတည်ဆုံးနေတာတွေ့တယ်လို့ပြောပါတယ်သူ့ရဲ့လောင်းကိုလည်းဒီမြေအောက်ထဲမှာဒီမြုပ်ပြီးတော့ထားတာပေါ့လေဆိုတော့ရွာသားတွေကလည်းဒီသွေးဆက်တွေမြင်တဲ့ခါမှာအဲ့သွေးနောက်ကိုလိုက်တဲ့အချိန်မှာအဲ့အလောင်းကိုဒီပြီးတော့မှဟောတွေ့ခဲ့တာပါဆိုတော့တွေ့ခဲ့တာတော့ဒီအော်တိုဘာ9ရက်ဒီမနေ့ကတည်ဆုံးခဲ့တာပေါ့လေဆိုတော့အခုတော့ဒီအလောင်းကိုဒီရွာလေးကို ြန်ပြီးတော့ထေလာပြီးတော့ဒီအခုလက်ရှိဒီနာရေးလုံနေတာလေးဖြစ်ပါတယ်ဆိုတော့ဒီမောင်တော်မြို့နယ်မြောက်ပိုင်းမှာဒီအခုလိုပေါ့လေဒီအရက်သားတွေကိုဒီမွတ်စလင်အကြက်လက်နက်ကအဖွဲ့တွေကနေပြီးတော့မှအမေးလိုလိုအခုလိုမျိုးပဲဒီရဲစစ်စစ်တပ်ပစ်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ဆိုတော့ဒီမောင်တော်မြို့မှာမောင်တော်မြို့နယ်မှာရှိတဲ့ဟိုဒေသခံတွေကလည်းအခုလိုမျိုးပေါ့လေဒီမွတ်စလင်အကြက်လက်နက်ကအဖွဲ့တွေအန်ဒီကနေပြီးတော့မှတော်တော်လေးဟိုဒီစိုးရင်ကြောက်နေကြပါတယ်ခင်ဗျာ